မန်ယူကစားသမားဘဝနောက်ဆုံးရသည့်ဖြစ်လာနိုင်တဲ့တိုက်စစ်မှုဝိုင်လန်မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှုလေရက်စမဝိုင်လန်အတွက်ဒီရဒီယာသူရဲ့အိုးထွက်ဖို့ကစားသမားဘဝရဲ့နောက်ဆုံးရသည့်ဖြစ်လာမလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်နေပါတယ်ပျော်လင့်ချက်တွေအများကြီးနဲ့ရောက်လာခဲ့ပေမဲ့ပရီးမီးယားလိပြင်းထန်မှုနဲ့ရုန်းကန်နေရတဲ့ပေါ်သူရဲ့ခြေစွမ်းကလည်းတဖြည်းဖြည်းကျဆင်းလာနေတာကိုတွေ့ရပါတယ်သူမန်ယူကိုရောက်ရှိလာကြတဲ့ကပရိသတ်တွေရဲ့မျော်လင့်ချက်တွေကမြင်မာခဲ့ပါတယ်သူရဲ့စူးစမ်းအားထုတ်မှုနဲ့အသင်းအတွက်ပေးဆက်လိုတဲ့စိတ်ဓာတ်ကိုမြင်တွေ့ခဲ့ရပေမဲ့တကယ်တကယ်ကိုဂိုးသွင်းပိုင်းမှာတော့အားရစရာမရှိခဲ့ပါဘူးဒီရဒီမှာသူဟာပြိုင်ပွဲစဉ်စုစုပေါင်း19ရာတွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကစားသမားဘဝမှာစုစုပေါင်းတွင်းကိုကလည်း25ကိုပဲရှိပါသေးတယ်။သူရဲ့အားရင်နဲ့အရှိန်ဟုံကတခါတရံပြိုင်မဲ့နောက်ခံလူတွေကိုအခက်တွေးစေနိုင်ပေမဲ့ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ခွင့်ရေးတွေကတော့နေပါခဲ့ပါတယ်။တက်စီမိုတယောက်မှာရှီတင်ရှီတိုက်တဲ့ထိရောက်တဲ့ဘောလုံးထိန်ချုံမှုလင်းမြန်းနဲ့ဆုံးဖြတ်ချက်ချနိုင်မှုနဲ့ဂိုးရှိမှာတည်ငြိမ်မှုစားတဲ့ရည်ချင်းတွေသူ့မှာအားနည်းနေသေးတယ်ဆိုတာစောပိုင်းကလေးကထင်ရှားခဲ့ပါတယ်။ဒါပြင်ရလက်ဆိုးတွေနဲ့ဖီးယားတွေများလာတာနဲ့မြောင်သူရဲ့ယုံကြည်မှုကလည်းတဖြည်းဖြည်းနှိမ့်ကျလာတာကိုမြင်တွေ့နေရပါတယ်။နောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်သူရဲ့စိတ်ပိုင်းဆိုင်ရာကစားပုံမှာယုံယွင်းလာတဲ့လက္ခဏာတွေပြနေပါတယ်။ ီလိုတွင်းကိုအည်အတွက်နဲ့ဒီလိုခြေစွမ်းမျိုးနဲ့ဆိုရင်ဒါမဲ့လူရည်ပြောင်းရွှေ့မှာမန်ယူနေနဲ့ဝိုင်လန်းကိုရောင်းထုတ်တင်လားဒါမှမဟုတ်ရန်ကုန်မှာပဲဆက်တာပြီးသူ့ကိုအချိန်ပေးတင်လားဆိုတာကိုစဉ်းစားကြရပါပဲအတင်းရတိုက်စစ်ပိုင်းကိုအားဖြစ်ဖို့ရည်ရွယ်ထားတဲ့ဆိုရင်ဈေးကောင်းရတော့ရောင်းထုတ်လိုက်တာကပိုပြီးအကျိုးရှိနိုင်ပါတယ်တစ်ဖက်မှာလည်းဝိုင်လန်းဟာအသက်ငယ်ရွယ်သေးတဲ့ကစားသမားဖြစ်ပြီးသူ့မှာတိုးတက်ဖို့အလားအလာတွေရှိနေပါသေးတယ်ဒီဘက်ရိုဘတ်အမော်ရီရဲ့လက်အောက်မှာလေ့ကျင့်မှုတွေနဲ့အချိန်ပေးခင်ရမယ်ဆိုရင်သူလည်းတောက်ပလာနိုင်ပါသေးတယ်ဒါပေမဲ့မန်ယူတင်းဟာတိကျနိုင်တဲ့အချိန်တွေကိုအုံဆုံးနေပါပြီချန်ပီယံလိဝင်ခွင့်နဲ့အခြားသောဆူပလာတွေကိုစိန်ခေါ်နိုင်မှုဆိုရင် ရှောက်တဲ့တိုက်စစ်မူကောင်တယောက်ကအရေးတကြီးလိုအပ်နေပါတယ်။ဖွဲ့လန်းအနေနဲ့လာမယ့်ရာသီမှာတိတိတသာတိုးတက်မှုမပြနိုင်ခဲ့ဘူးဆိုရင်သူ့တရောအတင်းတက်ပါလမ်းခွဲလိုက်တာကအကောင်းဆုံးဖြစ်နိုင်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားပေးချက်